ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာကတော့ဒီတရားဝတ်အင်ဗာတာကိုပေါ့နော်အဲဒီမိမိဘာသာပြန်ပြီးတော့ဆင်ခြင်သူများအတွက်ဒီဒီနေ့ဗီဒီယိုလေးမှာအသေးစိတ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲတော့ကြောရဲ့ဗီဒီယိုလေးကိုအဲတက်စိတ်ဝင်စားရဆိုရင်စုံထီလိုက်ပါကြည့်ရှုပေးကြပါဗီဒီယိုတစ်တည်းတစ်တိုင်းတည်အောင်ကြောရဲ့ channel လေးကို subscribe နေတာပြဖို့လည်းမြင်တာရက်ခံပါနော် အဲ့တော့ရင်းဦးဆုံးဒီမှာဆိုလို့ရှိရင်တော့ဒါကဒီ3 ampere transformer လေးပေါ့နော်အဲ3 ampere transformer လေးကိုကျွန်တော်တုံးထားတယ်ဒီကောင်လေးကိုတော့ sign နေမှာလဲအလွယ်တကူဝယ်လို့ရတယ်လို့ဒါကတော့ကျွန်တော်ကိုပတ်တာပတ်ထားတဲ့ကောင်လေးပေါ့နော်အဲ့ပြီးတော့ရင်တော့ဒီမှာ AC ဂျိုးပါမယ်ပေါ့နော် AC ဂျိုးပါမယ်ပြီးရင်တော့အပေါ်လေးမှာသူ့ရဲ့အပေါ်လေးမှာဒါဖြူးအိမ်လေးနဲ့ဖြူးလေးနဲ့ပါမယ်ပေါ့နော် အဲ့တော့မှာဆိုလို့ရှိရင်ကျုံတစ်ချောင်းကရှည်နေတာဖြစ်တဲ့အတွက်တစ်ချောင်းကိုအတူထားပြီးတစ်ချောင်းကိုအရှည်ထားမယ်ပေါ့နော်အဲ့တော့ကျောင်းတစ်ချောင်းကိုဒီမှာဖြတ်နေတယ်အဲ့တော့ဒီမှာဆိုရင်ဒါကဖြတ်နေတဲ့အချောင်းပေါ့နော်ဒီကောင်းကိုကျွန်တော်ဒီမှာဒီဖြူးရဲ့အဲဒီဘက်ကတစ်ချောင်းနဲ့ပိန်တစ်ခုနဲ့ပေါ့နော်လာပြီးတော့ဆက်လိုက်မယ် ဲဆိုရင်တော့ဒီဘက်မှာတချောင်းကြံမယ်ပေါ့နော်ဒါလေးကတော့ဒါသူ့ရဲ့ဒီအင်ထွက်တရားဝက်အင်ဗာတာအဟောင်းမှာပါခဲ့တယ်ပေါ့နော်သူ့ရဲ့ဒီပလက်အထိုင်လေးတွေပေါ့နော်ပလက်ကောင်းအထိုင်လေးတွေပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင်ကျွန်တော်ခလုတ်လည်းမကောင်းတော့ဘူးပေါ့နော်ခလုတ်လည်းမကောင်းတော့ဘူးပြီးတော့ဒီကတ်ကလည်းမကောင်းတော့ဘူးသူ့ရဲ့ transformer ကလည်းမကောင်းတော့တဲ့အတွက်အကုန်လုံးကိုကျွန်တော်အတက်တိုင်းပြန်ပြီးတော့ကွက်ကိုပြန်ဆင်ပါပေါ့နော် ဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကဒီပလက်ကောင်အထိုင်လေးတွေပေါ့နော်ဒီကောင်လေးတွေကိုကျွန်တော်မငိမ့်တဲ့အတွက်ခဲလေးဒီကော်လေးနဲ့တုပ်ပြီးတော့ဒီငိမ့်သွားအောင်လို့လုပ်လိုက်ပြီပေါ့နော်အဲ့ပြီးသွားပြီဆိုရင်တော့ဒီမှာဒီ220ဗိုလ်မီတာတိုင်ခွက်ကလေးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့တတ်မယ် တက်ပြီးသားပြီဆိုရင်သူ့ရဲ့ဓာတ်တစ်ဖက်ကကျိုးနေတာဖြစ်တဲ့အတွက်ကျွန်ဒီကြံတဲ့ဓာတ်တစ်ဖက်နေရာလေးကိုပေါ့နော်ဒီကောင်လေးကိုကျွန်ကော်လေးနဲ့လိုက်ပြီးတော့တုပ်လိုက်မယ် ဆိုရင်တော့ညင်သွားပြီပေါ့နော်အဲပြီးသွားပြီဆိုရင်တော့ဒီမှာသူ့ကိုဒီ6ပင်ပေါ့နော်ပင်နံပါတ်6ခုပါတယ်ဒီခလုတ်ကလေးကိုကျွန်တော်တို့တက်ပေးရမယ်ပေါ့နော်တက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီ1ပါတဲ့ကောင်လေးကကျွန်တော် inverter ဘိုင်းပေါ့ပေါ့နော်အပေါ်ဘက်မှာထားလိုက်မယ်0ဘက်ကိုတော့ကျွန်တော်တို့ charger ဘက်ကိုထားပေးလိုက်မယ်ပေါ့နော်ဒါကတော့အပေါ်ကိုကြက်ရလို့ထားလို့ရပါတယ်နော် ်ပြပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ AC AC ဒီအထွက်ပေါ့နော်အထွက်နေရာလေးကနေကျွန်တော်ဒီမှာအဘိုးမီတာလေးကိုလာပြီးတော့ပင်တစ်ခုကိုလာဆက်မယ်ပေါ့နော်ပြပြီးသွားရင်ဒါကတော့ကျွန်တော်ဒီ inverter ကတ်ကတော့ဒါကိုယ့်အကူတိရှောက်ထားတဲ့ကတ်ကလေးပေါ့နော်အဲမိမိတို့အဲနေရာ data alike ကိုယ့်အကူတိရှောက်မယ်ဆိုလဲဒီကောင်လေးလုံနီးလေးကိုလည်းကျွန်တော် အရင်ဗီဒီယိုလေးမှာတင်ဆက်ပေးဘူးတယ်ပေါ့နော်မကြည့်ရသေးဘူးဆိုလည်းတော့ကြည့်လို့ရပါတယ်အအသေးဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ site မှာမေးပြီးတော့ဝယ်လို့ရပါတယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီ MOSFET တွေရဲ့အလဲပင်တွေက drain ပင်တွေဖြစ်တဲ့အတွက်ဒီမှာကျွန်ဒီတွဲ0တွဲ transformer ရဲ့တွဲပင်တစ်ခုကိုဒီ drain ပင်တွေမှာလာဆက်ပေးမယ်ပေါ့နော်အလဲမှာရှိတဲ့0ပင်ကိုတော့ ခဏထားပေးခဲ့ရမယ်ပေါ့နော်ဒီကောင်ကအပေါင်းဝင်မဲ့အပိုင်းပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါက drain drain ပင်နှစ်ခုကိုပေါ့နော် drain ပင်နှစ်ခုကိုကျွန်တော်ခဲတိုးပြီးမှာပဲဖြစ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါက drain ပင်ကိုလာပြီးတော့ခဲတိုးတာပေါ့နော်ဒီကတ်လုံးကြီးလေးကိုလည်းကျွန်တော်အရင်ဗီဒီယိုမှာတင်ပေးဘူးတယ်ပေါ့နော် တွားရောက်ကြည့်ရှုလို့ရပါတယ်အဲ့ဒါမှဆိုလို့ရှိရင်အလဲမှာ0ပင်တစ်ခုကျန်နေမယ်ဗောနော်အဲ့0ပင်ကိုတော့ဒီစစ်ကဲဗောနော်စစ်ကဲဒီဘက်မှာတချောင်းမှလာပြီးတော့ဆက်ပေးမယ်ဗောနော်အလဲချောင်းလေးမှဆက်ပေးရမှာပဲဖြစ်ပါတယ်အပေါ်မှာဆက်လို့ရှိရင်မရပါဘူးเนาะအဲ့တော့အလဲမှဒီကောင်ကိုဆက်ပေးမယ် အဲ့ပြီးသွားပြီဆိုရင်တော့ဒီကတ်ကလေးလုံနီးလေးမှာဆိုရင်တော့ကျွန်တော်ဒီ dial ကလေးကို မထည့်ပေးထားဘူးလို့နော်ဒီမှာဒီဗီဒီယိုလေးနဲ့ပတ်သက်တာမှာတော့ကျွန်တော်ခြားခြားအပိုင်းပါလာတဲ့အတွက်ဒီ dial dial ကလေးကိုတော့ကျွန်တော်ထည့်ထားတယ်ပေါ့နော် dial ကဲဒီအဲ့နုံနေရာလေးမှာဒီဘက်ခလုတ်ကိုလာပြီးတော့ဆက်ပေးမယ်ပေါ့နော်ဒါကဒီခုနကတော့က20တွဲရဲ့အလဲပင်ပေါ့နော်0ပင်သွားခဲ့တဲ့ဘက်အချမ်းမှာပဲဒီ dial ိုင်အုပ်ကထွက်လာမယ်အပေါင်းပင်လေးကိုလာပြီးတော့ဆက်ပေးရမယ်ပေါ့နော်ဂျိုဘက်ငုံမှသွားဆက်ရင်တော့အင်ဗာတာအလုပ်လုပ်မှာမဟုတ်ပါဘူးနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ဒါကကျော်အပေါင်းနှုတ်ဝါယာနှစ်ဆပေါ့နော်ကျတော့အပေါင်းပင်ကိုပေါ့နော်ဒါကတော့ဒီတွဲဖို့ DC အပေါင်းပင်ပေါ့နော် DC အပေါင်းပင်ကိုတော့ကျတော့ဒီခုနကတုန်းကဒီခလုတ်ကလေးရဲ့အလဲမှာဆက်ခဲ့တယ်ပေါ့နော်0ပင်နဲ့လာပြီးတော့ join ပေးရမှာပဲဖြစ်ပါတယ် အဲဆိုရင်ဒီမှာအနှုတ်တစ်ချောင်းကျန်နေမယ်ပေါ့နော်အဲ့ဒီအနှုတ်ပင်ကိုတော့ဒီကတ်ရဲ့ဒီ minus line ပေါ့နော် minus line လေးမှာလာပြီးတော့ဆက်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဆက်လုပ်ပြီးသွားပြီပေါ့နော်ဒါဆိုရင်သူ့ရဲ့ input အပေါင်းနဲ့အဲ output အပေါင်းကတော့ရပြီအဲဒီ input အပေါင်းနဲ့အဲ input အနှုတ်ကရသွားပြီပေါ့နော်ဒါဆိုလို့ရှိရင် inverter အပိုင်းလေးကဒါပြီးတဲ့လောက်ဖြစ်သွားပြီပေါ့နော် အဲဆိုပြီးသွားရင်နော်ဒီ AC output ပေါ့နော် AC output ကတော့ဒီမှာ AC output ကဒီ wire တစ်စားကိုဒီအ output plug ခေါင်းမှာပေါ့နော်လာပြီးတော့တချောင်းကိုဆက်ပေးမယ်တချောင်းကိုတော့ဒီ switch ကဲ့ပေါ့နော်ဒီ inverter channel နဲ့မတူတဲ့ဟိုဘက် channel လေးမှာကျွန်တော်တို့အပေါ်ဆုံးခလုတ်ကလေးမှာအပေါ်ဆုံးပင်လေးမှာပေါ့နော်ဆက်ပေးမယ်အဲ့ပင်လေးမှာပဲဟို220 volt AC output ကဟိုဘက်ကအပေါ်မှာပို့နေတဲ့တစ်ချောင်းကလာပြီးတော့ဆက်ပေးမယ်ပေါ့နော် အဲ့တော့အဘွားတချောင်းကဒီခလုတ်ကိုလည်းတချောင်းလာမယ်ပြီးသွားရင်ဒီ220ဘူဒီဒိုင်ကွက်ကလေးကိုလည်းသွားမယ်ပေါ့နော်လာပြီးသားပြီဆိုလို့ရှိရင်တော့ဒါက220ဗို့ AC အဝင်ပေါ့နော် AC အဝင်ပင်လေးပေါ့နော်ဒီကောင်ကတော့ဒီဟိုဘက်ကစစ်ကဲအလဲပင်မှာဆက်ပေးရပါမယ်နော် ခလုတ်ကဲဟိုဘက်မှာရှိတဲ့၃ချောင်းကအလေချောင်းလေးမှာဆက်ပေးရမှာဖြစ်ပါတယ်။အဲ့ဒါပြီးသွားရင်တော့အပေါ်ကနေဖြူရလာမယ့်ကောင်းပေါ့နော်။ဖြူတဲ့ကိုဖြူအန်ဒီအပေါ်ဒီပန်းရောင်လေးကဖြူတဲ့ကိုဝင်နေဖြူကနေတစ်ဆင့်မှာပြန်ထွက်မယ့်ကောင်းပေါ့နော်။အဲ့ကောင်ကိုတော့ဒီပလက်ကဲအန်ဒီအောက်ပို့ဒါရိုက်ကိုသွားပြီးတော့ဆက်ပေးမယ်ပေါ့နော်။ဒီအောက်ကဝိုင်ယာလေးမှာပေါ့နော်။ပလက်ကောင်းလေးရဲ့အောက်ပို့ဝိုင်ယာမှာသွားပြီးတော့ဆက်ပေးမယ်။ ဟာပြီးသွားပြီဆိုရင်တော့နောက်ထပ်တစ်ချောင်းနဲ့အဲ့နေရာကနေပဲပေါ့နော်ဒီဒိုင်ကွက်ကလေးကိုလာပြီးတော့ဆက်ပေးမယ်ဒိုင်ကွက်မှာတစ်ချောင်းလွတ်နေသေးတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒိုင်ကွက်ကအင်ပါတာမှာလည်းဒိုင်ကွက်မီတက်မယ်ကျွန်တော်တို့ဒီခြားခြားအပိုင်းမှာဆိုလို့ရှိရင်လည်းဒိုင်ကွက်မီတက်နေမယ်ပေါ့နော်အပြီးသားရင်တော့ဒီမှာ ဒီမီးသီးလေးပေါ့နော်မီးသီးလေးကကျော်ကဒီမှာကတ်ထဲမှာရင်တော့တော့တခါလေးထည့်ထားတာပေါ့နော်အဲအခုကတော့ကျော်အပြင်မှာထုတ်ထားမှာဖြစ်တဲ့အတွက်မီးသီးတစ်လုံးလေးကိုပဲဖြုတ်လိုက်မယ်ပေါ့နော်ကျော်ဒီမီးသီးလေးကိုတော့ကျော်ပန်းရောင်ကိုတုံထားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ရေဥစုံအပောင်းဝါရလေးကိုကျွန်တော်တက်လိုက်တယ်ပေါ့နော်ပြီးတော့ရင်အနှုတ်ကလေးကိုထည့်တိုင်းမယ်မိခိုးရောင်လေးကိုတော့ကျွန်တော်အနှုတ်ထားတယ်အဖြူရောင်လေးကိုတော့အပောင်းထားလိုက်တယ်ပေါ့နော် မှဆိုလို့ရှိရင်တော့ဒါကတွဲဖို့ကနေဒါလိုက်လာတဲ့ကောင်ပေါ့နော်အဲ့ကောင်ကိုကျွန်တော်ကဒီ 1k resistor ခံထားတာပေါ့နော်အခုကတော့ဒီဗီဒီယိုထဲမှာတော့ 1k ရဒါလိုက်ရှင်ပြီးသားပေါ့နော် 1k လေးကကျွန်တော်တို့ကတ်ထဲမှာဒါရိုက်ပါပြီးသားဖြစ်တဲ့အတွက်အပေါ်မှာထပ်ပြီးတော့ဒီ media ကိုထပ်ပြီးတော့ join เสียမလို့တော့ဘူးเนาะဒီဖြုတ်ခဲ့တဲ့အတိုင်းလေးပဲပြန်ပြီးတော့ကျွန်တော်တို့တက်လိုက်မယ်ဒါကတော့ inverter ဖွင့်တဲ့အချိန်မှာဆိုလို့ရှိရင်မီလင်းအောင်လို့ပါเนาะအဲ့တော့အဲ့ဒါပြီးသွားရင်တော့ဒီကောင်လေးကိုကျော်ကော်လေးနဲ့တုပ်လိုက်မယ်အဲ့ပြီးသွားပြီဆိုလို့ရှိရင်တော့ဒါက charger အပိုင်းပေါ့ ဒီခြားရာမီတီလေးပေါ့နော်ဒါကတော့အာသွင်းတဲ့အချိန်မှာဆိုလို့ရှိရင်လင်းမယ်မီတီလေးအနှုတ်အမ်ဒီအနှုတ်ကတော့ gray ရောင်အပေါင်းကတော့အဖြူရောင်လေးပေါ့နော်ဒီကောင်းကိုတော့ကျွန်တော်အခုလောလောဆယ် 1k မခံဘဲနဲ့ကျွန်တော်စမ်းစမ်းလိုက်တယ်ပေါ့နော် ဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကောင်က highway system ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအဲဒီ drain bin ပေါ့နော် morpher ရဲ့ drain bin မှာအဖြူချောင်းကိုဆက်တယ်ကျွန်တော်ကဒီမှာဒီအနက်ချောင်းကိုတော့ကျွန်တော်ဒီအောက်ဘုတ်မှာ minus line မှာတွားပြီးဆက်လိုက်ရပေါ့နော် အဲ့တော့ပြီးသွားရင်တော့ကျွန်တော်ဒီမှာ inverter မှာပြန်ပြီးတော့တက်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်ဒီမှာတက်သားအထိုင်လေးမှာလာပြီးတော့ဒီ heat sink လေးနှစ်ခုကို join လိုက်မယ်ပေါ့နော် တော့ဓမ္မဆိုရင်ကြိုးလေးနဲ့နဲ့ရှုပ်နေတဲ့အတွက်ဒါကတော့အအဆင်ပြေတယ်လို့ရှင်းလို့ရပါတယ်နော်အဲပြီးတော့ဒီဘက်ကမီလီလေးကိုကျွန်တော်တို့တက်ပြီးတော့ဒီခေကော်လေးတုပ်လိုက်မယ်ပေါ့နော်အပြီးတော့ရင်တော့ဒီအောက်ကဒီစကူလေးနှလုံးကိုကျွန်တော်တို့ဆွဲလိုက်မယ်။ ီးသွားရင်တော့တွဲဖို့ဝိုင်ယာနှစ်ဆကိုရှေ့ကိုပြန်ထုတ်လိုက်မယ်ပေါ့နော်ဒီနောက်မှထုတ်လိုက်မယ်ပြီးသွားရင်တော့ဒီဘက်ကနေဂျိုးခောက်ထားရမယ်ပေါ့နော်ဂျိုးလေးကိုခောက်ထားမယ်ဒါမှအတူအလျှော်မရှိမှာပေါ့နော်အပြင် AC ဂျိုးလေးကိုလည်းကျွန်တော်ခောက်ထားပေးရမယ်ပေါ့နော် ှာပေါ့နော်ဒီကျိုးလေးကိုလည်းကျွန်တော်တို့ခောက်ပေးထားဖို့လိုအပ်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြော်ဒီကောင်ကိုဆန်းလိုက်တဲ့အခါမှာဆိုရင်မီဒီကကျွန့်ထွက်သွားတယ်ပေါ့နော်အဲ့ဒီတော့ကျော်တွဲဖို့ထားတာကြီးဖြစ်နေတယ်အဲ့ဒီမှာကျွန်တော်ဒီ white key resistor လေးကိုခံပေးခဲ့တယ်ပေါ့နော်ခံပေးရမယ် ီ 1k ကိုခံပြီးတော့ကျွန်တော် media ကိုပြောင်းကြည့်လိုက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒီကောင်ကလင်းလာပြီး290ဘူးလဲတက်တယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ဒီ output board တွေဘယ်လောက်ထွက်လဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်တိုင်းကြည့်ရမှာပေါ့နော်ဒီမှာအောက်ဘိုးဘိုးတွေကိုကျွန်တော်တိုင်းလိုက်တဲ့အခါမှာဆိုရင်12.90ဘူးပေါ့နော်90ဘူးလောက်ထိထွက်တယ် ဒါကတော့ transformer ပေါ်မူတည်ပြီးတော့ဒီဘုတ်ကဒီအပြောင်းလဲသွားမှာပေါ့နော် transformer ဒီ coin ချိုက30ဘို40ဘို့လောက်ထိထွက်တာကြီးလည်းရှိရပါတော့ကျွန်တော်ဒီ transformer ကတော့ဒါကိုယ့်ဘက်ကိုလည်းပတ်ထားတာဖြစ်နေတဲ့အတွက်12.94ဘို့တော့ထွက်တယ်ဒီကောင်လေးနဲ့အားသိမဲ့ဆိုလည်းတွင်လို့ရပါတယ်เนาะ ါတော့ဒီမှာဆိုလို့ရှိရင်ကျော်ဒီ inverter ကိုတစ်ချက်ဆန်းကြည့်မယ်ပေါ့နော် inverter ကိုဆန်းလိုက်တဲ့အခါမှာဆိုရင်ကျော် inverter ဖွင့်လိုက်တဲ့အခါမှာမီးနှလုံးစလုံးလင်းနေတယ်ပေါ့နော်အဲ့ဒီတော့ဒီအဲဒီ charging charging wire လေးอ่ะပေါ့နော်အဲဒီ wire လွဲနေတယ်အဲ့တော့ charging wire ကိုကျွန်တော်တို့ဒီ switch switch ကိုပြောင်းပေးရမယ်ပေါ့နော် တော့ဒီမှာဆိုလို့ရှိရင် charging wire အနက် line ကိုကျွန်တော်ခုနကတုန်းကဒီ ground line မှာသွားထားမိရေပေါ့နော်ထားတဲ့အတွက်ဒီကောင်ကအဆင်မပြေဘူးအဲ charging တွင်းတဲ့အခါမှာဆိုရင်တော့ရတယ်ဒီ inverter ဖွင့်တဲ့အခါမှာဆိုရင်နှလုံးလင်းနေတဲ့အတွက်ဒီခလုတ်ကအင်ဗာတာလိုင်းမှာရှိရေပေါ့နော်အပေါ်ခလုတ်ကလေးမှာထားလိုက်တဲ့အခါမှာဆိုရင်တော့โอเคသွားပြီပေါ့နော်ဒီမှာမီးမလင်းတော့ပါဘူး charging ဘိုင်းကဒါက charging မီးတီးရဲ့ minus joule ကိုဒီ Empire ရဲ့အပေါ်ပကလေးပေါ့နော် Empire ခလုတ် Empire ချမ်းထားတဲ့အပေါ်ခလုတ်ကလေးမှာသွားပြီးတော့ထားပြီးဘူးလိုအပ်ပါတယ်ပေါ့နော်အဲ့တော့ဒီကောင်ကိုကျော် Empire တစ်ချက်သုံးကြည့်မယ်ပေါ့နော်ဒီမှာသုံးတဲ့ခါမှာဆိုရင်ဒီမှာကျော်ဒီမှာ video အရေဆုံးတွင်းကြည့်လိုက်မယ်ပေါ့နော် video တွင်းတော့ okay ရဲ့အဲ့တော့နောက်ထပ်ကျော်ဖုန်အားလေးပါထပ်ပြီးတော့တွင်းကြည့်မယ် ဒီမှာเนาะဒါဆိုလို့ရှိရင်စာပြီးတော့သူအားဝင်နေပြီဗောနော ဲ့တော့ဒီကောင်လေးကအားလဲဝင်နေအကုန်လုံးလဲဆန်းပြီးသားဖြစ်တဲ့အတွက်ဒီကောင်ကိုကျွန်တော်တို့ပြန်ပြီးတော့အဖုံးလေးပြန်တက်လိုက်ရုံပဲပေါ့နော် အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့အားလုံးလည်းပြီးသွားပြီပေါ့နော်ဒီမှာအင်ပါတာဖွင့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်း okay သွားပြီအားလုံးလည်းအဆင်ပြေသွားပြီဖြစ်တဲ့အတွက်ကြည့်ရပါကြရတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရနော်နောက်တစ်နောက်ထပ်ဗီဒီယိုဒီမှာလည်းပြန်လည်တွေ့ကြပါသေးတယ်အဲအဆင်ပြေကြပါစေနော်